ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ customer တွေကဘာလို့မကြိုက်ဘူးလဲဆိုတာကိုမိတ်ဆွေတို့နားထောင်ဘူးလားအားလုံးမိတ်လာပါ CCN နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ CY နဲ့ marketing ပိုင်းတွေ sharing လုပ်ပေးနေတဲ့အောင်ကိုဖြစ်ပါတယ်ဒီကနေ့ကျွန်တော်မိတ်ဆွေတို့ကိုမျှဝေပေးခြင်းနဲ့အကြောင်းအလေးကကြတော့ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ bad review တွေတက်တဲ့အကြောင်းပါ။ပြီးခဲ့တဲ့ရက်ပိုင်းနေ့ကကျွန်တော်ဒီ Facebook group တစ်ခုထဲမှာတွေ့တယ် အဲ့ဒီ group ကကြတော့ကျွန်တော်အရင်တော့ကလည်းစာထဲမှာထည့်ရေးမှုတွေစားကြမယ်ချက်ကြမယ်ဆိုရဲ group ပါစားချက်ဆိုရဲ Facebook group ပေါ့နော်အဲ့ group ထဲမှာအခုတယောက်ကနေတင်ထားတဲ့ဒီမှာပေါ့နော်ဒီ city map တို့ macro နဲ့ပတ်သက်လို့ရှိရင်အဲတော်တော်လေး review တွေပေးကြတယ်ပေါ့နော်အဲဒါပေမဲ့ဆိုင်ခွဲတွေတော်တော်များများပွင့်ထားတဲ့ map တခုကိုကြတော့တော်တော်များများ review မပေးကြအောင်ပေါ့ဘာဖြစ်လို့လဲဆိုတော့သူကအဲ့လိုမျိုးလေး post တင်ပြီးတော့မေးထားတယ်သူကတော့ case study လေးနဲ့တည်ကျင်လို့မေးတာလေသူကလည်း အဲ့ဒီမှာတော်တော်များများက comment မဲညာတယ်ပေါ့နော်အဲ့ comment မဲညာတွေကတော့အများကြီးပဲကျွန်တော်ထင်တယ်အနည်းဆုံး20 30လောက်ရှိနေမယ်အဲ့ဒါအများကြီးလည်းညားလိုက်မယ်အဲ့အဲ့ comment တွေကိုအားလုံးပြန်ခြုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်နံပါတ်1ကကျတော့ဝန်ထမ်းတွေရဲ့အရေးပေးအားနေတာနံပါတ်2ကကျတော့ကျွန်တော်တို့ display ပေါ့ပစ္စည်းအနေအားချထားတဲ့ပုံစံကရှုပ်ထွေးတာထင်တာမြင်တာမရှိတာပေါ့နံပါတ်3ကကျတော့ဒီလိုမီးပြတ်တဲ့အချိန်မှာအရင်မီးပြတ်စနစ်အဆင်သင့်မရှိတာနံပါတ်4ကကျတော့ကျွန်တော်တို့ငွေ ရှင်းတဲ့အချိန်မှာမိုဘိုင်းဘန်ကင်းရတဲ့ကောင်တာနဲ့မိုဘိုင်းဘန်ကင်းမရတဲ့ကောင်တာကိုအဲ့လိုမျိုးကွဲကွဲပြားပြားတိတိကျကျထင်းထင်းရှားရှားမရှိတာပေါ့နောက်ဆုံးတစ်ချက်ကကျတော့အဲ့မိုဘိုင်းဘန်ကင်းရတဲ့ကောင်တာမှာတော့မှရှင်းလို့အဆင်မပြေတာပေါ့လိုင်းကျတာတော့ဘာလို့စိုက်ရည်ဒီမှာဒါမျိုးခက်ခဲရှိလဲဆိုတော့တွေ့ရတယ်ဟုတ်ပြီ မိတ်ဆွေတို့မှလည်းလုပ်ငန်းတစ်ခုလုပ်နေတဲ့အခါအရာအားလုံးပြည့်စုံနေဖို့အရာအားလုံးကောင်းမွန်နေဖို့ဆိုတာမဖြစ်နိုင်ပါဘူးကျွန်တော်တို့မှလိုအပ်ချက်တွေရှိကောင်းရှိမယ်အခုလိုမျိုး group တွေထဲမှာ user group တွေထဲမှာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အခုလိုပုံစံမျိုး point out လုပ်တာတွေတက်လာပြီဆိုရင်မိတ်ဆွေတို့ဒီနေ့မလုပ်ကြမလို့ပေါ့နော်ဒါတော်တော်လေးအကြီးကြီးကိစ္စပါဘာလို့လဲဆိုတော့လုပ်ငန်းနဲ့လုပ်ငန်းနဲ့ဟာတရားရခိုင်လုံးပြည့်ပြည့်စုံဖို့ဆိုတာမဖြစ်နိုင်ပါဘူးကျွန်တော်တို့ကလိုအပ်သွားတာလေလိုအပ်ချက်ရှိနေတာလေးရှိနိုင်ပါတယ်အဲ့လိုဖြစ်လာပြီဆိုရင်ဘာတွေလုပ်ရမလဲဆိုတော့ ကျွန်တော်အဓိကအချက်နှစ်ချက်လောက်ရပါမယ်နံပါတ်1ကဝဲသူတွေကိုကျွန်တော်တို့တောင်းပန်ရပါလိမ့်မယ်ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကျွန်တော်တို့ရဲ့အားနည်းချက်တွေကြောင့်ဝဲသူတွေအဆင်မပြေဖြစ်သွားတဲ့ကြောင့်မို့လို့ကျွန်တော်တို့များသောစိတ်ကောင်းဖြစ်ရပါလိမ့်ပေါ့ဗျာဒါမျိုးကျွန်တော်တို့တောင်းပန်ရမယ်နံပါတ်2ကကျတော့ဂရုပေးရပါမယ်နောက်နောက်များမှာဒီလိုပုံစံမျိုးတွေထပ်မဖြစ်အောင်ကျွန်တော်တို့စူးစားပြီးတော့လောက်ကင်ပါမယ်ဆိုတဲ့အကြောင်းဂရုပေးရပါတယ်အဲ့မှာတော့မှာခုနပြောတဲ့ပြဿနာတွေဗျာဝန်ထမ်းတွေရဲ့အားနည်းတာတို့အရင်မီးပေးစနစ်မရှိတာတို့အဲ့လိုကိစ္စတွေမှာနောက်နောက်ထပ်မဖြစ်ပါဘူးလို့ဂရုပေးတဲ့အခါ ချက်ချင်းလုပ်လို့ရတဲ့ကိစ္စရှိတယ်ချက်ချင်းလုပ်လို့မရတဲ့ကိစ္စရှိတယ်ဥပမာအယံမီးပစ္စနစ်ဆိုတာအမျိုးက budget ရှိရဆိုရင်ကျွန်တော်ချက်ချင်းလုပ်ရလို့ရတယ် okay budget ထည့်လိုက်တယ်မီးစက်တက်လိုက်တယ်ဒါ okay ပါလေနော်ဒါတော့မှသူဖွင့်ထားတဲ့နေရာရဲ့ပတ်ဝန်းကျင်ရဟိုမီးစက်တန်ဆူညံမှုနဲ့ပတ်ဝန်းကျင်ကလက်ခံလက်မခံဒါလေးတွေရှိတယ်ဒါပေမဲ့ထားပါတော့ budget တစ်ခုရှိရဆိုရင်ကျွန်တော်တို့လုပ်ရလို့ရတယ်ခုနဝန်ထမ်းတွေရဲ့အရေးချင်းမိုင်းဆိုင်ရာအားနည်းတယ်ပေါ့အဲ့လိုမျိုးကြတော့ကျွန်တော်တို့ ုံပစ္စည်းတို့ချက်ချင်းအစားတို့လဲလိုက်လို့မရဘူးဗျာလူတွေဖြစ်တဲ့အကြောင်းမလို့ training တွေပေးရမယ်သူတို့ဘယ်နေရာဒီမှာလိုအပ်ချက်ရှိနေရလဲပြောချင်တာကပစ္စည်းတွေကိုမသိတာလားဒါမှမဟုတ်နဲ့ customer service မှာဟို smile မဖြစ်တာလားပေါ့နော်ဟိုဘယ်လိုပြောမလဲပြူပြူငငါမဖြစ်တာလားပေါ့ဒါဆိုရင်ဘာကြောင့်သူတို့ဒီလိုမဖြစ်တာလဲဒါကြီးကြတော့အချိန်တစ်ခုပြန်ပေးရတယ်ဗျာချက်ချင်းအချက်လောင်းဆိုပြောင်းပလိုက်လို့မရဘူးခုနအရင်မေးပေးစနစ်ဆိုတာကအချက်လောင်းပတ်စံထည့်လိုက်တာနဲ့ပြောင်းလို့ရတယ်ဒါကြောင့်မလို့ဒီလိုအချိန်တွေကြတော့ နောက်မဖြစ်เสียပါဘူးလို့ဂရိပေးတဲ့အခါမှာလည်း step by step ပေါ့နော်ဘယ်ကိစ္စလေးကတော့ကျွန်တော်တို့စူးစမ်းနေပါတယ်ဒီလိုခက်ခဲလေးရှိတဲ့ကြောင့်မလို့ခဏလေးတိခံပေးကြပါပါဘောဘယ်ကိစ္စလေးကတော့ကျွန်တော်တို့အမြန်ဆုံးပြင်ဆင်လိုက်ပါပြီပြောင်းလဲလိုက်ပါပြီပေါ့ဒါမျိုးကျွန်တော်တို့ပို့လို့ရတယ်အဲ့တော့ကျွန်တော်တို့မှလည်းလုပ်ငန်းတစ်ခုလုပ်တဲ့အခါကြလို့ရှိရင်အဆင်မပြေမှုအဆင်ပြေမှုတွေရှိကြလိမ့်မယ်အခုလိုမျိုးအဆင်မပြေမှုတွေကြုံလာရဆိုလို့ရှိရင် ဒါဆယ်မောင်ကိုသွားပြီးတော့ကျွန်တော်တို့ကအပြစ်မတင်ပါနဲ့ငါ့လုပ်ငန်းကိုဘယ် review ရေးတယ်ငါ့လုပ်ငန်းကိုအပြစ်တင်တယ်ဆိုလို့အဲ့လိုမျိုးသွားပြီးတော့မမြင်ပါနဲ့ကျေးဇူးတော်တရားအောင်ပါပါသူပြောတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့မှဘာလို့လိုအပ်ချက်ရှိတယ်လဲဆိုတော့တီးရတယ်အဲ့လိုတီးရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကပြင်ဆင်ကြရရှိရပြင်ဆင်ရမယ်ကျွန်တော်ကတော့အမြဲတမ်းပြောတဲ့ဟာတစ်ခုရှိတယ်ကျွန်တော်ရဲ့ brand ပေါ့နော်ဥမာ CEC ပဲ CEC AESC ဆိုလဲ AESC ပေါ့ကျွန်တော်တို့ရဲ့ကောင်းခြင်းမှန်သမျှကိုသူများတွေကိုသွားပြီးတော့ပြောပါကျွန်တော်တို့ရဲ့မကောင်းခြင်းပန်သမျှကိုကျွန်တော်ပြောပါ အဆင်မပြေတဲ့ဟာတွေကိုကျွန်တော်တို့ကလာပြောရဲဆိုရင်ကျွန်တော်တို့ကစိတ်မဆိုးဘူးဂျေဇူးတော်တင်ပြတယ်။အော်ဒါတွေကငါတို့ဒီလိုအဆင်မပြေဖြစ်နေပါလား။ဒီလိုအဆင်မပြေရင်ဒီလိုကြည့်အောင်လုပ်ရမှာပါလား။ ဒီအကြောင်းကိုလည်းကျွန်တော်ကိုပိုင်စီးပွားရေးလုပ်မယ်ဆိုရင်ဆိုရဲစာအုပ်ထဲမှာတော်တော်များများအသေးစိတ်ရေးထားပါတယ်အဲ့တော့ဗီဒီယိုလေးကနည်းနည်းလေးရှင်းသွားပြီးအတူတူပြောရမယ်ဆိုရင် customer ရဲ့အတန်ကိုတကယ်နားထောင်မှုပါတယ်သူတို့ကကျွန်တော်တို့ကိုတစ်ခုခုလာပြောလာတယ်ဆိုလို့ရှိရင်သူတို့ကိုအပြစ်မမြင်မနဲ့တုံးသက်ဖို့လိုတာပေါ့နော်သူပြောတဲ့အချက်တွေကတကယ်ဟုတ်လားမဟုတ်ဘူးလားသူပြောတဲ့အချက်တွေကတကယ်ဟုတ်နေတယ်တကယ်ဖြစ်ဖြစ်နေတယ်ကျွန်တော်တို့ကတကယ်လိုအပ်ချက်ရှိနေတယ်ဆိုလို့ရှိရင်နံပါတ်1ကတောင်းပါမှာနံပါတ်2က ကျွန်တော်တို့နောက်ထပ်မဖြစ်အောင်ဘလို့အစီအစဉ်လေးလုပ်နေပါတယ်ဆိုတဲ့အကြောင်းကိုရှင်းပြပါခဏပြပါဒါဆိုရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းဟာပုံပြီးတော့ကောင်းမွန်လာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီကနေ့ပြောပြပေးခဲ့တဲ့အကြောင်းအလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်အခြားသူတွေသိအောင်လည်း share သွားပေးလို့ရပါတယ်အခုလိုဇီဝိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ marketing နဲ့ပတ်သက်တဲ့အကြောင်းအလေးတွေကိုပုံမှန်ကြည့်ရှုနေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ CC page ကို like and follow လုပ်ထားလို့ရတယ်လို့ကျွန်တော်ရဲ့ YouTube channel နဲ့ TikTok မှာလည်းပုံမှန်ကြည့်ရှုပေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ဗျာ